မင်္ဂလာပါရှင်။နိုဝင်ဘာလ26ရက်နေ့အတွက်မြို့တော်ရဲ့နေ့လယ်ကင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အိတ်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မြို့လယ်ကကြောက်တရားရဲစခန်းလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲကြောင့်ဆစ်ပေးရှောင်နေကြတဲ့ပြည်သူတွေကိုခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကူညီထောက်ပံ့မှုတွေပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ခင်ဦးမျိုးနယ်ကတိုက်ပွဲကြောင့်ဆစ်ဆောင်နေကြရတဲ့ပြည်သူတွေကိုလိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ခင်ဦးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစကအနာသိန်းစစ်ကောင်မရှင်တပ်ကအင်အား300ဝန်းကျင်နဲ့ကမ်းဘလူးမျိုးနယ်ဘက်မှာခင်ဦးမျိုးနယ်ဘက်ကိုစစ်ကြောင်းထိုးနေကြကြောင်းခင်ဦးမျိုးနယ်အနောက်မြောက်ချမ်းနဲ့ကမ်းဘလူးမျိုးနယ်အနောက်တောင်ပိုင်းရှိကျေးရွာပေါင်း20ကျော်အိမ်အောင်စုပေါင်းထောင်ချီပြီးလူဦးရေပေါင်းတောင်ငန်းအထိစစ်ပေးရှောင်နေရတယ်လို့သိရပါဗျ။ အဆိုပါစစ်ပေးရှောင်နေကြရတဲ့ပြည်သူတွေဟာ16ရက်အထိကြာမြင့်လာပြီးဖြစ်ပြီးရာဒီဥရုဒန်စားဝတ်နေရေးနဲ့အခြားအမျိုးမျိုးသောအခက်အခဲတွေကြုံတွေ့နေရတာဖြစ်တဲ့အတွက်ခင်ဦးမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့အတူခုလိုအကူအညီတွေပေးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုဝင်ဘာလ24ရက်နေ့နဲ့25ရက်နေ့တွေမှာစစ်ဆောင်အိမ်တော်စုတွေကို1200ကျပ်ဝင်းကျင်မှောက်ထုတ်8000ကိုလကောက်အိမ်တော်စု900ခန့်ကိုစံအိတ်85ပိုင်း C ဆဲဘိတ်သာဝင်ဘုံ30ထောက်ပတ်ပဲမြေထောက်ပဲ73ဘိုင်းနဲ့အိုင်ယိုရင်းစားအထုပ်900စားတဲ့ထောက်ပံ့ပစ္စည်းတွေနဲ့စုစုပေါင်းကာလတံမိုး7သိန်း190ခန့်ကိုနှစ်ရက်တာလဲ့လှယ်ပြီးကုညီထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါကုညီထောက်ပံ့မှုမှာမြို့နယ်ပါပါပါကဖမြို့နယ်လူသားဆန္ဒတာဝန်ခံမြို့နယ်တရားရေးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တဦးမြို့နယ်အခွန်တော်အရာရှိဗန္နာရေးတွဲပံတယံဇာတာဥက္ကဋ္ဌလျှက်စစ်တွဲပံ စိုက်ပျိုးရေးမြို့နယ်ပါပါရုံးအဖွဲ့မှု မြို့နယ်ပကဖရဲဘော်များကြေးရွာပါပါပကဖတွေကပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့နယ်ကကြောက်တရားရဲစခန်းလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းကြောက်တရားမြို့နယ်စူးလေဖျားလမ်းဘော်ကကြောက်တရားရဲစခန်းကိုလက်ပြဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ကထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ25ရက်နေ့မနေ့ကမနက်တနားကြောအချိန်က လက်ပစ်ဘုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောက်တရားရဲစခန်းရှိကင်းတဲနာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေကြပြီးပြည်သူတွေကိုညီမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့ကြောက်တရားရဲတပ်ဖွဲ့ကို Operation Flame ရဲ့ Fire Power အထူးစစ်စင်ရေးစီးရေးပစ်မှတ်အဖြစ်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဆိုပါတိုက်ခိုက်မှုကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြီးမြင့်နိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကပြုလုပ်ဖော်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအာဏာသိမ်းစစ်ကောင်မရှင်တပ်ကိုအချိန်မြင့်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့လည်း Operation Flame အဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်ကဟိုတယ်တစ်ခုကရှစ်လွာကနေအမျိုးသားတအူးခုံချအဆုံးစီရင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရန်ကုန်တိုင်းမြောက်တကုံမြို့နယ်ပင်လုံလမ်းပေါ်ရှိဟိုတယ်တစ်ခုပေါ်ကနေလူတအူးခုံချအဆုံးရှင်မှုမနေ့ကမနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ25ရက်နေ့မနေ့ကမနက်ပိုင်းမှာမြောက်တကုံမြို့နယ်ပင်လုံလမ်းပေါ်ကဟိုတယ်တစ်ခုရဲ့ရှစ်လွာကနေအသက်30အရွယ်အမျိုးသားတအူးခုံချအဆုံးရှင်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။မနက်9နာရီလောက်ကဖြစ်တာဟိုတယ်မှာလာတဲ့တဲ့သူပါရန်ကုန်ကပါပဲ။တယောက်တည်းလာတဲ့ပြီးမနက်မှခုံချသွားတာလို့ဒေသခံတအူးကပြောပါတယ်။ ခုံချအဆုံးစီရင်သွားသူဟာရန်ကုန်မြို့နယ်ထဲကဖြစ်တယ်လို့သိရပြီးတင်ဆောင်သူရုပ်အလောင်းကိုမြောက်ကလာဆေးုံငင်ခွဲယုံကိုလူမှုကွန်ရီရဲ့ပရိုက်တာအဖွဲ့ကပို့ခဲ့ကြတယ်လို့သိရပါဗျ။ဟိုတယ်ကတည်တည်ချင်းပရိုက်တာအဖွဲ့တွေနဲ့အုပ်ချုပ်ရေးမှုတွေကိုခေါ်ပြီးလူနာကိုကြည့်တာအသက်တော့မရှိတော့ဘူး။ဘာကိစ္စကြောင့်တော့မသိဘူး။နေ့လယ်ပိုင်းကမှတဲပြီးမနက်အစောပိုင်းခုံချအဆုံးစီရင်သွားတာ။ရဲတွေကတော့သူမိသားစုတွေကိုလိုက်ဆောင်ဆန်းနေတယ်လို့ဒေသခံတအူးကပြောပါဗျ။ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းလောက်ကလည်း စမ်းချောင်းမြို့နယ်မုတ်လက်ဆောင်ကုန်းရက်ကွက်မှာပြည်သူ့ကွက်စ်တလန်းကနေအိမ်တိုက်ခန်းတစ်ခုကိုပြစ်စည်းဝင်ရောက်တက်ခိုးတဲ့အမျိုးသမီးတအူးတိုက်ပေါ်ကပြုတ်ကျလို့သေဆုံးခဲ့ပါသေးတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။